ထိန်ထိန်ခန်တန်ကိုရီးယားတမရအပေါ်ဖန်ဝရန်တရားရုံးဖြစ်တဲ့တန်ကိုရီးယားမှာစစ်အုပ်ချုပ်ရေးကြီးညာခဲ့တာကြောင့်ဆွဆွဲပြစ်တင်ပြီးဖန်စီထိန်ထိန်ခံထားရတဲ့တမရယုံစုရိုးရဲ့ဖန်ဝရန်ကို ဆိုရှိတရားရုံးကဒီကနေ့မတ်လ9ရက်နေ့မှာဖြတ်သိမ်းလိုက်တာကြောင့်တမရဟာထိန်ထိန်ခံရတာကနေပြန်လည်လို့မြဖို့လမ်းစအပွေသွားပြီးဖြစ်ပါတယ်။တိချာအေဂျင်စီနှစ်ခုပါဝင်တဲ့စုံစမ်းစစ်ဆေးရေးမှုလုပ်ငန်းစဉ်နဲ့ ကနဦးထိမ့်သိမ့်မှုကလာပြီးဆုံးသွားပြီးနောက်ဆွဲချက်တင်မဲ့အချိန်ပေါ်ခြေခံပြီးစီရင်ချက်ချတာဖြစ်တယ်လို့တရားရုံးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တမနာယုံဆိုယိုကိုဖန်စီယာမှာဇန်နဝါရီ25ရက်ကသူ့ရဲ့လုံခြုံရေးအဖွဲ့နဲ့တာဝန်ရှိသူတွေအကြားထိတ်တိုက်တွေးဆမှုတွေဖြစ်ပွားပြီးနောက်ဖန်စီနိုင်ခဲ့ပြီးသူဟာတောင်ကိုရီးယားမှာရာထူးရှိနေစဉ်အဖမ်းခံရတဲ့ပထမဆုံးတမနာလည်းဖြစ်ပါတယ်။ ဖန်စီမှုကိုပဲဖြစ်ဖို့တရားရုံးရဲ့အဆုံးဖြတ်ချက်ဟာဒီနိုင်ငံရဲ့တရားဥပဒေစိုးမိုးမှုအသက်ဝင်နေသေးတာကို ပြသတာဖြစ်တယ်လို့တမရယွန်းစုပ်ယိုးရဲ့ရှင်းနေအဖွဲ့ကထုတ်ပြန်ထားပါတယ်။စီရင်ချက်ကိုအစိုးရရှင်းနေတွေကအယူခံဝင်နိုင်သေးတာကြောင့်တမရဟာချက်ချင်းလို့မြဖို့တော့မဖြစ်နိုင်သေးဘူးလို့ဆိုပါတယ်။ယွန်းစုပ်ယိုးဟာပြည်တွင်းအဖြစ်အင်အားစုတွေနဲ့မြန်ကိုရီးယားကွန်မြူနတီရန်တွေကြောင့်ဆိုကဒီဇင်ဘာ3ရက်ကစစ်အုပ်ချုပ်ရေးကျင်းပခဲ့ပါတယ်။ အဲ့ဒီနောက်လွတ်တော်အမတ်တွေဟာချက်ချင်းပဲခွဲဆောင်ဖြတ်ပြီးပယ်ချခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဒါဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ခဲ့ကြောင်းအတိုက်ခံဥဆောင်တဲ့ပါလီမန်ကဆွဆွဲပြစ်တင်ခဲ့ပြီးရာထူးကနေဆိုင်းငံ့ခဲ့ပါတယ်။တမရအပေါ်ဆွဆွဲပြစ်တင်မှုနဲ့ပတ်သက်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက မကြာခင်မှာစီရင်ချက်ချသွားဖို့ရှိနေပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်